မင်္ဂလာပါရှင် Stella ဦးပါ Stella ဒီနေ့မှာက Stella တို့မော်လမြိုင်မှာပေါ့နော်အလူပွဲတွေအိမ်မှာဆုံးကတ်တဲ့ခါတွေမှာပဲဖြစ်ဖြစ်ပါနေကြဖြစ်တဲ့ဘဲဦးငဖယ်ရှန်ကပောင်းဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ် Stella တို့အဖွားတွေငငယ်ကဖုန်းကြီးဆုံးချိုက်ပို့လို့ရှင့်လဲပေါ့နော်ဒီဟင်းကအမြဲတမ်းတကြိုက်ကမပါမဖြစ်ပဲပါတာပါအဝင်ပစ္စည်းလေးတွေကလည်းအရန်ကိုရိုးရှင်းပါတယ် လိုက်ချက်ကြည့်ရအောင်နော်ချက်ဖို့အတွက်စတီလာကတော့အုံနိုးဘူးတဝက်ရဲ့ပြုတ်ထားတဲ့အာဘဲဥမှုဝင်တဲ့စတီလာကချက်ဥသုံးထားပါတယ်ပြီးရင်ကြော်ထားတဲ့ငဖယ်တွေရဲ့ကျွတ်တွေခွာထားတာလေးတွေရဲ့ဂျင်းနဲ့ကျွတ်တွဖြူကိုနှုတ်ဆင်းထားတာလေးတွေဖြစ်ပါတယ်စီကိုမိမိစိတ်ကြိုက်အနေအများထည့်လို့ရပါတယ်စတီလာကစီပူလာလို့ရှိရင်နည်းနည်းမဟုတ်ထည့်တယ်ပြီးရင်ခုနကနှုတ်ဆင်ထားတဲ့ဂျင်းနဲ့ကျွတ်တုံမြူလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ် ရေလေးတွေခြောက်ပြီးတော့အနက်မွှေးလာပြီဆိုလို့ရှိရင်တော့စတီလာတို့ခုနကစတီလာပြထားတဲ့အုံနုဘူးတဝက်ကိုထည့်ပါမယ်စတီလာကတော့ဘူးတဝက်ပဲတုံးထားရယ်ပေါ့နော်မြန်မြန်တုံးလို့ရှိရင်တော့ပိုကောင်းပါတယ်အနယ်လေးတွေမကြမ်းခဲအောင်စတီလာတေချာလှုပ် ပြီးတော့ထည့်ပါတယ်ပြီးလို့ရှိရင်ရေကျင်းပြီးရောရဲတခါထပ်ထည့်ပါတယ် ဒီလိုမျိုးကြုံရတဲ့အခါမှာပေါ့နော်အုံတို့လေးတွေခြောက်ပြီးတော့အလိတ်ကလေးတွေဖြစ်အောင်လို့တေးချာလေးမီအေးအေးတွေနဲ့စိတ်ရှိရှိလေးနဲ့ကြိုးပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးအနေထားရောက်လာပြီးဆိုရင်တော့ခုနကပြုတ်ထားတဲ့ကြက်ဥလေးတွေကိုထည့်လို့ရပါပြီမောင်ရခုံထည့်ရမှာပေါ့နော်စတေလာဒီလိုပက်လက်လန်ထည့်လိုက်တယ်ဘဲဦးဆိုလို့ရှိရင်တော့သူကအထက်ကအနှစ်ကလေးတွေမထွက်ဘူးပေါ့နော်ဒီဟာကစတေလာကကြက်ဥဖြစ်နေအောင်လေသူကအနှစ်တွေအရန်ထွက်တယ်တေးချာလေးစိတ်ရှိရှိလေးနဲ့လုပ်ပြရပါမယ် ဘီဟင်ကစိတ်စိတ်လေးနဲ့အရန်လဲစားလို့ကောင်းတယ်ပွဲအဲပွဲပြင်လို့ရှင်လဲပို့လှရပေါ့နော်ဖုံကြီးစွန်ဝိုင်းနေအဲ့လိုမျိုးအလှလုပ်တဲ့ဟာကြီးဆိုလို့ရှင်အာအဆင်ပြေတယ်အရန်ကိုပြီးရင်တော့စတေလာနှစ်ချမ်းချမ်းထားရပေါ့နော်ငဖယ်လေးတွေပါထပ်ထည့်လိုက်ပါမယ်တဲလာကကြက်ဥရောငဖေရောဆိုတော့လေအိုးကတီးနေရောအရန်ကြက်နေရေပေါ့နော်အာဒါပေမဲ့ပြီးပြီးမှပဲစတဲလာဒက်စ်အိုးနဲ့ပြန်ပြောင်းလိုက်ပါတယ် ။ဒါကအုံတို့ရည်ကျင်းထားတာလေးကိုနည်းနည်းထပ်ထည့်မယ်။ပြီးလို့ရင်အရသာတက်ကိုအစတလာချုံမုံနည်းနည်းလေးနဲ့စားနည်းနည်းလေးနဲ့ပဲထည့်ရပေါ့နော်။ဒါအုံတို့တွေလည်းပါတော့လေအရန်ဟိုအရသာပြင်းသွားမှာဆိုလို့နည်းနည်းပဲထည့်လိုက်ပါရစေ။ရည်ထည့်ပြီးတော့အနေငယ်ဆူလာပြီဆိုလို့ရှင်တော့ခုနဆရာလေးစိတ်စိတ်ပြီးထက်ချန်ချန်ထားတဲ့ချက်စုံနီလေးလေးကိုပါထည့်လိုက်ပါမယ်။ဒါကတော့15မိနစ်လောက်တည့်ထားပြီးတဲ့အနေထားပေါ့နော်။ဒါဆိုရင်တော်တော်လေးကိုမှုေးပြီးတော်တော်လေးကောင်းနေပါပြီ ီလိုမျိုး66လေးနဲ့ကိုလိုချင်တဲ့အနေအထားအရသာလေးရပြီဆိုလို့ရှိရင်တော့စတဲလာတို့ပုဂံနဲ့ထည့်လိုက်လို့ရပါပြီ။ကျက်ဥတော်မှာပေါ့နော်ဒီလိုမျိုးတင်းတင်းလေးနဲ့အရန်စားလို့ကောင်းလဲဆိုရင်ဘယ်ဥဆိုရင်ပို့ပြီးတော့စားကောင်းပါပါ။ပုံမှန်စတဲလာကတော့အချုံမို့မတုံးဘူးပေါ့နော်။အာဒီနေ့မှတော့စတဲလာအာစက်တာမှုကုန်နေရတဲ့အချုံမို့လေးနည်းနည်းလေးထည့်လိုက်တယ်။ဒါတော့မှသူ့ရဲ့အရသာကအင်းစိုးပါဦးစင်ပြေပါတယ်။ အနှစ်ကလေးတွေကလည်းပေါ့နော်အုံတို့လိမ့်လိမ့်ကလေးနဲ့ကျွတ်တော်ငါအချိုလေးနဲ့အရန်ကိုစားလို့ကောင်းတယ်အရန်လည်းမအီဘူးအုံတို့ဘူးတဝက်နဲ့ဒီလိုဒီလောက်အနေထားဆိုလို့ရှိရင်တော့ပေါ့နော်အာကျမကြီးအတွက်လည်းအဆင်ပြေပါတယ်ဝင်းဝင်းဆိုဆိုထထုပ်အီအီလေးနဲ့အရန်ကိုကောင်းတဲ့ကြက်ဦးငဖယ်ရှမ်းကပောင်းဟင်းလေးဖြစ်ပါတယ်စတဲလာကတော့အနှစ်တွေကိုနှမျောရနဲ့အိုးလူလိုက်ပါတယ် အိုလူပီပီဆိုတော့စားလိုက်ပါဦးမယ်စတီလာတို့ကတော့အရှိမစားနေရပေါ့နော်စတီလာတို့အခန်းကအမတယောက်ကတလုံးဝလေးချင်ငန်းတော့လေးချင်ငန်းလုပ်တဲ့အမကြီးစားရလူကစားလုပ်တဲ့သူကလုပ်ပါဒါကတော့နောက်နေ့ကိုထပ်စားတာဖြစ်ပါတယ်စတီလာတို့ခန်းမှာကတော့လူတုံနေဆိုတော့လေသူချက်ကိုချက်နဲ့ဟင်းနေအားဒီလိုပဲအငြေတန်းညာပါလေတခါတည်းမချက်စားဖြစ်ဘူးဆိုခါမှခောက်ဆဲပြုတ်တွေပါစားဖြစ်တာပါအလုံးမဲ့လေးချက်စားကြကြအောင်နော် အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်တိုင်းရင် subscribe လေးလည်းလုပ်ထားပေးကြပါဦးเนาะအားလုံးပဲတတ်တာ